မင်္ဂလာပါပရိသတ်ကြီးတို့ရေဒီတစ်ပတ်မှာတော့ငငယ်ကအဖေမိတွေပြောတာနားထောင်ခဲ့ဘူးတဲ့လူတိုင်းလည်းကြားဘူးပြီးသားဖြစ်တဲ့ရှင်မွန်းလုံးနဲ့မင်းနန္ဒာရဲ့ရာဇဝင်တွင်ခဲ့တဲ့ချစ်ဇလန်လေးကိုပြန်ပြောပြမှာဖြစ်ပါတယ်ရှင်ရှင်မွန်းလုံးနဲ့မင်းနန္ဒာရဲ့ချစ်ဇလန်လေးကို မပြောပြခင်မှာရာဇဝင်ထဲမှာနမည်ကြီးထင်ရှားခဲ့တဲ့သူတနုမင်းသားကိနီမာလေးတွေ့မယ်နော်လမှုသီးလေးကနေမွေးဖွားလာတဲ့မဲလမှု တာဝရင်သာနှက်ပြီကတကြမင်းဥက္ကလာပါမင်းကြီး ਨੇ ငမိုးရိပ်မိချောင်းတို့ဟာ ရှင်မွလုံးနဲ့မင်းနန္ဒာတို့ ਨੇ ဘလို့ရိဆက်ဆက်နေလဲဆိုတာကနေစပြောရမှာပါပဲပုံမြင်လေးကိုမစတင်ခင်မှာကျမရဲ့ My Story Channel လေးကို Like and Subscribe လေးလုပ်ထားပေးကြပါအောင်ရှင်။အပိုင်း1မောင်တရက်ကန်ကျမနဲ့ရှင်မွေးလုံးမင်းသမီးလေး အယုဒယာပြည်ရှင်တူတူတူဘရင်နဲ့ကိညီမာလေးတစ်ဖြစ်လဲမိဖုရားကောင်းကြီးတွေ့မဲ့တော်တို့ရဲ့တူရီတော်သားတော်ရွှေကျူမင်းနန်းဆန်နေစင်မှာရွှေကျူမင်းရဲ့သမီးတော်လေးတော်ကဆန်ဒီဟာစင်ထိတ်သမားမောင်ထော်ပိုင်းနဲ့တိတ်တဆိတ်ချစ်ကြိုးသွဲမိသွားကြပါတော့တယ်။အဲ့ဒီတဲ့ရင်ဟာ ရွှေကျူမင်းရဲ့နာတော်စီပေါက်ကြားသွားတဲ့အခါမှာတော့ဒေါသအမြန်ချောင်းချောင်းထွက်တော်တယ်။တဲရရဆဆငါရဲ့သမီးတော်ကိုမှမတတ်မရ အနုလက်နဲ့ရွှေခွက်နိုင်ခြင်းနဲ့ကောင်းအဲ့ဒီထော်ပိုင်းကိုခိုးချက်ချင်းဖမ်းပြီးကားစင်တင်တက်စီမိုင်မဲလာတဲ့ငါရဲ့သမီးတော်ကိုတော့အရှင်လက်လက်မီးမြိုက်ပြီးတက်စီပြင်းထန်လာတဲ့ရွှေကျုံမင်းရဲ့အမိန်တော်ကိုမလွန်ဆန်းဝဲလို့မိဖုရားကြီးလည်းမတက်သားပဲတရှုံရှုံနဲ့သာငိုနေရပါတယ်။ရွှေကျုံမင်းရဲ့မေတော်ကြီးဒွေးမင်တော်ကဝင်းရောက်တားမြင်ရတော့တယ်။မြင်းမတော်လေးတော်ကဆန်ဒီကို မီးရှို့တက်ရင်တော့ မဲမဲပါခုံဆင်းပြီးအသေးခံလိုက်မယ်။မဲတော်ကြီးဒွေးမင်တော်ရဲ့ပြတ်သားတဲ့မိန်ဆိုမှုကြောင့်ရွှေချုံမင်းလည်းသူ့ရဲ့ဒေါသကိုတထိလျှော့ရပါတော့တယ်။သမီးတော်လေးတော်ကဆန်နီပေါ်ချမှတ်ထားသောဒေရန်ကိုလျှော့ပေါ်ပြီးပြီးနေနေပြောင်းလဲချမှတ်တယ်။ဒီလိုနဲ့တော်ကဆန်နေမင်းသမီးလေးဟာပြင်းနေနံခံရပြီးနန်းတော်မထွက်ခါတော်ရဲစန္ဒပုတ်စီထွက်ခွာသွားပါတော့တယ်။တော်ကဆန်နေမင်းသမီးလေးရဲ့ချစ်သူမောင်ထော်ပိုင်ဟာလည်း မင်းကြီးရဲမတ်တွေဝန်းဝန်းဖမ်းနေတဲ့ကြားကကံကောင်းထောင်မစွာလွန်မြောက်သွားခဲ့တယ်ရဲတန်ကြတဲ့အခါမှာတော်ကဆန်နေမင်းသမီးလေးနဲ့မောင်ထော်ပိုင်းတို့ဟာကြေးရွာတရွာမှာမမျော်လင့်မဲစုံစည်းမိကြတော့တယ်။ဖူစာမှန်ရင်ဘာခက်ခဲပဲဂျုံဂျုံစုံစည်းရသမဲပါပဲ။ချစ်သူနှုတ်ဟာအဲ့ဒီရွာကလေးမှာပဲအကျဉ်လေးများပြေးပေါန့်ဖက်နေထိုင်ခဲ့ကြရာကမောင်တီဆိုတဲ့တာကလေးတယောက်ကို ဖွားမြင်ခဲ့လေတဲ့ မောင်ဒီလေးမွေးဖွားပြီးတနေ့မှာတော့ထောပိုင်းတယောက်တောထဲမှာထင်းသွားရှာရကပြန်လာတော့မှာပဲရွာထဲကိုကြားစိုးကြီးတကောင်ဝင်လာပါတော့တယ်အလိုလေးရွာထဲကြားကြီးဝင်လာပြီလေပြေးကြပြေးကြကြားစိုးကြီးကတိတ်သမျှလူကိုလိုက်ကိုက်ပြီးရံမူနေတဲ့အတွက် ရွာသူရွာသားတွေဟာ ကြောက်လန့်တကြားနဲ့ခြေဦးတက်ရအသက်လူပြေးလွှားနေကြရတော့တယ်အိုးကြားကြီးတကောင် ရွာထဲဝင်လာလို့ဆိုပါလား ပြေးကြဟေးပြေးကြကြားစိုးကြီးကအိမ်ပေါ်ထိပါတက်ဆွဲနေတယ်ဟေးလွတ်ရပြေးကြရှောင်ကြတော်ကားဆန်နေလေသားကလေးကို ရင်မပိုက်ပြီးခြေဦးတဲ့ရပြေးရတော့တယ်ဒီလိုနဲ့တော်ကားဆန်ဒီဟာရွာစုံကညောင်မေကြီးတပင်အောင်ရောက်သွားလေတော့တယ်အဲ့ဒီချိန်မှာပဲကြားစိုးကြီးဟာတော်ကားဆန်ဒီရှိရာညောင်မင်းကြီးစီပြေးလာနေတော့တယ်အိုး ရှားစိုးကြီးဟာငါစီတက်တက်ပြေးလာနေပါလားဒုက္ခပဲငါတော့ပြေးလို့မလွတ်တော့ဘူးဒေါ်ကာဆန်ဒီဟာပြေးမလွတ်တော့ဘူးဆိုတာသိလိုက်တာနဲ့ตาလေးကိုညောင်မင်းကြီးရဲ့မြစ်တွေကြားထဲမှာဝတ်ချလိုက်တယ်သားလေးမောင်ဒီကို လုံးကြုံမယ်လို့ယူဆရတဲ့ညောင်မြစ်တွေချာမှာဝက်ပြီးဒီနဲ့တောကဆန်ဒီဟာညောင်မင်းကြီးနဲ့ဝေးရစီ ခြေကုံတော့ပြေးပါတော့တယ်။ငါသိရင်သိပါစေ။ငါသားလေးကိုကြားကြီးမတွေ့သွားဖို့ပဲအရေးကြီးတယ်။ တော်ကစံဒီတွတ်ထားတဲ့အချိန်မှာပဲဂျာဇိုကြီးဟာသူမရဲ့နောက်ကိုအပြေးလိုက်ခါခုံအုပ်လိုက်လေတော့တယ်ရွာနာကိုရောက်လာပြီဖြစ်တဲ့ကိုထော်ပိုင်ဟာဇနီးပြသူစံဒီကိုဂျာဇိုကြီးကခုံအုပ်လိုက်တာကိုမမျှော်လင့်မဲတွေးလိုက်ရတော့ခါဟာငါမိမကို ကြားကြိုက်နေပါလားထော်ပိုင်ဟာထန်းလာတဲ့ထင်းစည်းကို ပြစ်ချပြီး အပြေးသွားကကြာကြီးကိုထင်းခုတ်ထားနဲ့အပြေးဝင်ခုတ်ပါတော့တယ်။အင်အားကြီးမလာတော့ကြာကြီးကတော်ကန့်ဆန်ဒီကိုကြိုက်သည့်အပြင်ထော်ပိုင်းကိုလည်းကြိုက်တက်လိုက်ပါတယ်။အဲ့ဒီချိန်မှာညောင်မြွတွေကြားထဲကမောင်တီလေးဟာနှုတ်စာလို့ငိုတာလေရော။ကြာစိုးကြီးဟာ မောင်တီလေးငိုတန်းကြားရနေရကိုလာနေတော့မှာပဲ။အလိုညောင်မြွတွေကြားမှာခလေးလေးတယောက်ပါလား။ ဟုတ်ပါရဲ့ရှင်ခလေးလေးကိုကြားကြီးကြိုက်တော့မှာပဲမဖြစ်ဘူးမဖြစ်ဘူးခလေးကိုငါတို့ကယ်မှာပဲဒီလိုဆိုပြီးညောင်မင်းပေါ်မှာနားနေတဲ့ဝင်းလုံးငှက်စနီးမောင်နှံဟာပြန်ဝဲဆင်းလာကြပြီးမောင်ဒီလေးကို အချိန်မီတုတ်ချီသွားကြလေတော့တယ်ဒီလိုနဲ့မောင်ဒီလေးဟာဝင်းလုံးငှက်မောင်နှံရဲ့ဆောင်းလျှောက်ကြွေးမွေးမှုကြောင့်အရွယ်ရောက်ကြီးပြင်းလာတယ် မောင်ဒီဟာလူသူမနည်းတဲ့ကျွန်းကြီးပေါ်မှာတကိုယ်တည်းကြီးပြင်းခဲ့ရတာမို့အဝေစားမရှိပဲတည့်ရွက်တွေကသာအနှွယ်ကျိုးနဲ့တည်ပြီးခါမှစီပတ်ထားတယ်။ဒီနေ့မှာတော့မောင်ဒီဟာပင်လယ်ကမ်းကြီးကြောက်ဆောင်နေကြမှာငကြင်းကြီးတကောင်ကိုဝါမိတ်နဲ့ထိုးကဖမ်းမိလျာအဲဒီငါးကြီးကိုမီးကင်နေတော့မှာပဲရွက်သင်းမောကြီးတစ်စီးဟာစိုက်ကတ်လာလေတော့တယ်။ သင်းမောပေါ်ကဆင်းလာတဲ့မင်းမူဒန်တွေကိုကြည့်ပြီးမောင်ဒီလေးဟာထိတ်လန့်သွားတာမို့ဝေးရစီထွက်ပြေးသွားတော့တယ်။ဟာဟိုမတော်ရင်သားလေးတယောက်ပါလား။အိုးမှုလိုက်တာကွာ။မှုမှာပေါ့ဒီမှာငါးကြီးတစ်ကောင်ကိုกินထားတာ။ဟာငါးကြီးကအကြီးကြီးပါလား။အဲ့ဒီငါးကြီးကိုဟိုတော်တွင်သားလေးกินထားတာကွာဒီမှာ ਨੇ ။ကျောင်းစာတခုရဲ့နောက်မှာပုံကွယ်နေတဲ့မောင်တီလေးကိုမင်းချင်းတို့ကလက်ရက်ခေါ်ကြတော့တယ်။ဟေးကောင်းလေးလာပါကွာလာပါ။မင်းကငါတို့ဘာမှမလုပ်ပါဘူး။မင်းကျင်းတို့ကအတန်တန်ခေါ်တော့မှမောင်တီလေးဟာသူ့ကိုဘာမှမလုံမှန်းသဘောပေါက်သွားပြီးပုံကွယ်နေရာကနေထွက်လာလေတော့တယ်။ဒါတော့အနာသိမ့်မကပ်ဖဲခက်လန်းလန်းမာရဲ့နေရှာတယ်။ဒီကျုံးပေါ်မှာမင်းတယောက်ထဲလား။မင်းရဲ့နာမည်ကဘယ်သူလဲ။ မင်းချင်းတွေကအခါခါမေးတော့မှမောင်တီးဟာစကားမပြောတတ်တာမို့သူဟာတခုခုပြောဖို့ကြိုးစားရှာတယ်။မောင်တီးနှုတ်ကထွက်လာတဲ့အတိတ်ငေါငေါစကားလုံးတွေကိုမင်းချင်းတွေကသူတို့ဘာသူတို့အတိတ်ပဲကောက်လိုက်တာ။သူ့ရဲ့နာမည်ရင်းနဲ့ပင်တူသွားပါတော့တယ်။အော်မင်းရဲ့နာမည်ကမောင်တီးလား။မောင်တီးမင်းရဲ့ငါခင်ကအရန်ကြီးတာပဲ။မှုလေအရန်မှုတယ်။စားလို့လည်းတော်တော်ကောင်းပါပဲ။ငါတို့ကိုပေးလိုက်ပါလား။ ငါတို့ရဲ့ဘရင်ကြီးကိုဆက်တကြင်လို့ပါမင်းချင်းတို့ကလက်ဟန် ခြေဟန်တွေနဲ့ပါအတန်တန်ပြောတော့မှမောင်တီဟာအတော်တန်နားလေသဘောပေါက်သွားပြီးလက်ဟန်ခြေဟန်နဲ့ယူသွားပါလို့ခွင့်ပြုလေးတယ်ဟောသူကယူသွားပါတဲ့ဒီလိုနဲ့မင်းချင်းတို့ဟာငချင်းခင်ကြီးကိုယူဆောင်သွားပြီးတော့သူတို့တိုင်းပြည်ရောက်တဲ့အခါမှာဘရင်ကြီးတန်ဆက်သားလိုက်တယ်မောင်တီလို့ခေါ်တဲ့ကျွန်းသားလူလင်တယောက်ရဲ့ငားခင်ပါဖေဟာ အဲ့ဒီချိန်မှာဘရင်ကြီးဟာသူ့ဤနာတော်တဲ့မီးဆက်ပိုးတွေဝင်ပြီးကြိုက်ခဲနေတဲ့အတွက်နားကြိုက်တဲ့ဝေဒနာကို ပြင်းထန်စွာခံစားနေရတယ်။တမားတော်အမျိုးမျိုးနဲ့ကိုသားပင်ပင်ပျောက်ကင်းသက်သာခြင်းမရှိပေ။အမလီကြိုက်လိုက်ခဲလိုက်တာနော်။ဘရင်ကြီးဟာငကြင်းခင်ကြီးကိုတလုံးညောင်းဆောင်ပေးမှထားရင်အိပ်ပျော်သွားတဲ့အခါမှာငကြင်းခင်ကြီးကနေထွက်ပေါ်လာတဲ့မှုရနံ့နေကြောင်းမီးဆက်ပိုးတွေကဘရင်ကြီးရဲ့နားထဲကနေထွက်လာကြပြီး ငါးခင်ကြီးကို ဝိုင်းအောင်ခဲကြတော့တယ်။နားတွေကမီးစက်ပိုတွေထွက်သွားတယ်ဆိုရင်ပဲဘယင်ကြီးရဲ့နားကိုက်ဝေဒနာဟာလုံးဝပျောက်ကင်းသွားတော့တယ်။အလိုငါကိုတော်ရဲ့နားကိုက်ဝေဒနာကပျောက်ကင်းသွားပါလား။ဖုံးတော်ကြောင့်နားတွေကပိုတွေထွက်လာကြပြီးဟောဒီငါးခင်မှာဝိုင်းတွေနေကြပါတယ်ဖေဟာ။ဒီငါးခင်ကြီးရဲ့ကောင်းမှုကြောင့်အရှင်မင်းကြီးရဲ့နားကိုက်ဝေဒနာတတ်တာပျောက်ကင်းသွားရတာပါ။ ဒါဆိုဒီငားခင်ကြီးကိုဆက်သလိုက်တဲ့တော်ရင်သားလေးဟာငါကိုယ်တော်ရဲ့ကျေးဇူးရှင်လေးပဲကျေးဇူးရှိသူကိုထိုက်ထိုက်တန်တန်ကျေးဇူးဆက်ရမှာပဲအဲ့ဒီကျေးဇူးရှင်ကျွန်းသားလေးမောင်ဒီကိုဘလို့ကျေးဇူးတော်ပြန်ရရင်ကောင်းမလဲမင်းချင်းတို့အဝိဇ္ဇာမရှိသူမို့အဝိဇ္ဇာတော့ဘေးကမ်းချင်းမြင့်တဲ့မှာတဲ့အရှင်မင်းကြီးအေးအဝိဇ္ဇာနဲ့တော့သူ့ကျေးဇူးဆက်ရမရောက်ပေဘူးလေဒီတော့ဒီလိုလို့မောင်ဒီကိုရွှေမြို့တော်ရောက်ခေါ်ခဲ့ငါကိုယ်တော်မြတ်သူကောင်းပြုတော်မူမယ် အဲ့ဒီခါမှာဘရင်ကြီးရဲ့သမီးတော်လေးဟာဝင်ရောက်ရှောက်ထားလေတော့တယ်ခမဲတော်ဖေဟာမောင်ဒီကို ခေါ်ရမှာသမီးတော်လေးလိုက်သွားပါရစေမောင်ဒီဟာတော်တွင်သားရိုင်းဆိုင်လေးမှုအတ္တမဖန်ခွင်ငိမ့်ခံမမဟုတ်ပဲခူကန္နာတွေထွက်ပြေးတာတွေပြုလုပ်มาသေးကြပါတယ်အဲ့လိုလုပ်ရင်အကျိုးမဲ့ပါလိမ့်မယ်သမီးတော်လိုက်သွားပြီးတော့မာယာနဲ့ချော့ပြီးခေါ်လာပါမယ်ဖေဟာอืมဟုတ်ပြီသားပဲတော်ရင်သားအရင်လေးဆိုတော့ ချော့ခုံမှဖြစ်မယ်။ဒီတော့သမီးတော်လေး လိုက်ပါသွားစေ။ဒီလိုနဲ့မင်းသမီးလေးဦးဆောင်ပြီးမောင်တီရှိရာကျွန်းစီရွက်သင်မောကြီးနဲ့ခရီးထွက်ခဲ့ကြတော့တယ်။ကျွန်းရဲ့ကမ်းနားမှာ ရွက်သင်မောကြီးစိုက်ကတ်တယ်ဆိုရင်မယ်မင်းသမီးလေးကရန်ရွှေတော်မူးမတ်တွေကိုမိန်ကြားတော်မူတယ်။အုပ်စုလိုက်ကျုံးမော်တက်သွားရင် မောင်တီဟာတိတ်လန့်သွားပြီးထွက်ပြေးသွားလိမ့်မယ်။ဒီတော့အားလုံးပဲဒီသင်းမောပေါ်မှာပဲနေခဲ့ ထိတ်ထားလေးတယောက်တည်းဆင်းသွားပြီးမောင်ဒီကိုစီးယုံမယ်စီးယုံလို့ရမှလိုက်ခဲ့ကြပါအဲ့ဒီနောက်မှာမင်းသမီးလေးကတယောက်တည်းရွက်သင်းမောကြီးပေါ်မှာဆင်းသွားတော့တယ်မောင်ဒီဟာလှပလွန်တဲ့မင်းသမီးလေးကို တွေ့မြင်လိုက်ရတဲ့အခါအင်မတန်မှအံ့အားသင့်သွားသလိုလွန်စားလဲသဘောကျနှင်းချိုက်သွားတယ်မင်းသမီးလေးကမောင်ဒီကိုလက်ဟန်ချေဟန်နဲ့ပဲစကားပြောပြီးယဉ်နှင်းမှုရအောင်ကြိုးစားတယ် မောင်တီနဲ့အတူကျုံးပေါ်မှာ၃လရက်လောက်နေပြီးမင်းသမီးလေးကစကားတွေသင်ကြားပေးတဲ့အတွက်မောင်တီဟာစကားကိုအတော်လေးနားလည်လာပြီးနည်းနည်းပါးပါးပြောတတ်ဆိုတတ်လာတယ်။ဒါအပြင်မင်းသမီးလေးနဲ့မောင်တီဟာတဦးပေါ်တဦးတန်ရုံးစဉ်ကြီးမားစွာညှိတွေ့သွားကြတော့တယ်။အဲဒီခါမင်းသမီးလေးဟာသူမနဲ့အတူနေပြည်တော်ကိုလိုက်ခဲဖို့မောင်တီလေးကိုခေါ်လီတော့တယ်။ ဖို့မှကောင်းကောင်းဝဲကောင်းကောင်းစားပြီးနေရမယ်လိုက်ခင်နော်မလိုက်ဘူးမလိုက်ဘူးဘလို့မှချော့ခေါ်လို့မရတဲ့အဆုံးမောင်ဒီအိပ်ပျော်နေတဲ့အချိန်မှာပဲမင်းသမီးလေးဟာရွယ်သွင်းမောကြီးရှိရာစီကိုပြန်သွားပြီးမင်းချင်းတို့မောင်ဒီကိုဘလို့မှချော့ခေါ်လို့မရဘူးအခုသူအိပ်ပျော်နေတယ်သူ့ကိုဝိုင်းဖမ်းပြီးခေါ်ခဲ့ကြ မင်းသမီးလေးရဲ့မိန်တော်အတိုင်းရဲမတ်တွေဟာကျွမ်မော်တက်ခါမောင်ဒီကိုဝိုင်းချုပ်ဖမ်းစီတော့တယ် ဒါပေမဲ့တမ္မာပြက်လက်လုံးနဲ့မောင်ဒီဟာအတင်းယုံထွက်ပြီးကငင်ပင်ကြီးတပင်အပေါ်ကို တက်ပြေးသွားလီတော့တယ်မောင်ဒီမောင်ဒီလာပြန်ဆင်းခဲ့ပါတက်မပြေးနဲ့လေလာခဲ့ပါမောင်ဒီရဲ့မလာဘူးမလာဘူးမောင်ဒီလေးဟာသူချစ်ရတဲ့မင်းသမီးလေးကိုပါမယုံတော့ပဲတိတ်ကြောက်သွားတယ်မင်းသမီးလေးအော်ခေါ်လေးအပင်ရဲ့ဖျားပိုင်းစီတက်ပြေးလေးနဲ့တကိုင်းကြိုးကြပြီးတော့မောင်ဒီဟာ ပွဲချင်းပြီးသေဆုံးသွားတော့တယ်။မင်းသမီးလေးဟာမောင်တီရဲ့လောင်ကိုကောင်းမွန်စွာတကြိုပြီးတဲ့နောက်နေပြီးတော့စီမပြန်တော့ပဲမောင်တီကောင်းချရာကျွန်ကလေးမှာပဲသက်ဆုံးနိုင်နေထိုင်မှုဆုံးဖြတ်လိုက်တော့တယ်။ထိတ်သားကတော့ဒီကျွန်းလေးပေါ်မှာပဲမျိုးသစ်တီးပြီးရာသက်ပံဆန်နေတော့မယ်ထိတ်သားနဲ့အတူမနေလိုသူတွေရွက်သင်းမောကြီးနဲ့နေပြီးတော့စီပြန်နိုင်ပါတယ်ရွက်သင်းမောကြီးစီမှာပါလာသူအားလုံးဟာ မင်းသမီးလေးကိုအင်မတန်ချစ်မြတ်နိုးကြသူများမို့မင်းသမီးလေးနဲ့အတူနေဖို့ဆုံးဖြတ်လိုက်ကြတယ်။ကျွန်တော်မျိုးမတို့အားလုံးထိတ်ထားလေးနဲ့ပဲရာသက်ပံအတူနေသွားကြပါမယ်ထိတ်ထားလေး။ကျွန်တော်မျိုးလေးရဲ့သဘောကလည်းအဲ့ဒီတိုင်းပါပဲ။ဒီလိုနဲ့ကျွန်းပေါ်မှာစက်ခတ်ဝါးတွေနဲ့အထက်ထက်ကာယံကမြို့တီးလိုက်ပြီးစက်ခတ်ဝါးယံမြို့လို အမိတွင်စေပြီးမင်းသမီးလေးကလည်းသူဝနဒေဝီဘွဲခံကဘယင်မဖြစ်စိုးစံအုပ်ချုပ်တော်မူတော့တယ်။ ဒီလိုနဲ့နှစ်ပေါင်းများစွာပျော်ရွှင်ချမ်းမြေ့စွာနေထိုင်လာခဲ့ကြပြီးနောက်တန်လင်းကိုအုပ်စိုးနေတဲ့ဘောကဒေနာမင်းဟာ တိုက်သင်းမောတွေနဲ့ရောက်ရှိလာခဲ့ပြီးတက္ကဝါရံမျိုးကို တိုက်ခိုက်သိမ်းပိုက်ခါဒူဝနာဒေဝီဘီရင်မကိုသိမ်းပိုက်လိုက်တော့တယ်ဘောကဒေနာမင်းဟာတန်လင်းမျိုးတော်စီဒူဝနာဒေဝီကိုခေါ်ဆောင်သွားပြီးမိဖုရားမြောက်လေးတဲ့ ဘောဂဒေနာမင်းဟာသူဝနာဒေဝီကိုအင်မတန်မှချစ်မြတ်နိုးတယ်။ဒါပေမဲ့ကန်ဆိုးရှာတဲ့သူဝနာဒေဝီမိဖုရားကြီးကကိုဝင်ရဲ့မှာဖြစ်လာချိန်မှာပဲနိုင်ရဆန်းကန်တော်ကုံရရှာလီတော်တယ်။မိဖုရားကြီးသူဝနာဒေဝီရဲ့အလောင်းတော်ကိုမိသူကြိုးဘောတုတ်တန်မြေစီတည်ယူသွားကြပြီးနတာထင်းတို့အစီထက်တင်ထားတဲ့လောင်တိုက်စင်ပေါ်မှာမိဖုရားကြီးရဲ့အလောင်းတော်ကိုအသာတင်လိုက်တယ်ဆိုရင်ပဲ သူဝနာဒေဝီမိဖုရားကြီးရဲ့ဝမ်းပိုက်တော်ဟာတလုံးလုံးတရွာရွာဖြစ်လာကသမီးတော်လေးတစ်ပါးကိုသူ့အလိုလျောက်မွေးဖွားလာလေတော့တယ်အလိုတော်မိဖုရားကြီးရဲ့အလောင်းတော်ကနေသမီးတော်လေးမွေးဖွားလာပါလားအဲဒီတရင်ကိုဘောဂဒေနာမင်းကြီးကြားသိရတော့ခါသမီးတော်လေးကိုတောက်တံမြေပေါ်ကြမှာမွေးဖွားရတဲ့လားကွယ်မွေးလဲမွေးတတ်ပါပြီ မွေးမာမွေးလွန်ရှင်မွေးလွန်မာလာဖာကမဲတော်ဘရင်ကြီးရဲ့မိန်မွန်းစကားကြောင့်သမီးတော်လေးရဲ့အမည်နာမကရှင်မွေးလွန်ရဲ့လို့တွင်ခဲ့ပါတယ်ရှင်မွေးလွန်ဟာဘရင်သမီးတော်လေးဖြစ်ပေမဲ့တောက်တန်မြေမှာဖွားမြင်ခဲ့ရသူမို့ရွှေနန်းတော်ကြီးရှိရာမြို့ပြသက်စီဝင်ခွင့်မရခဲ့ပါဘူးဒါကြောင့်ဘောဂတေနာမင်းကြီးဟာတုတ်တံမီကို ရှင်လင်းတန်းဆင်စေပြီ တပင်နိုင်များနန်းတိဆောက်ခါသမီးတော်လေးရှင်မွေးလွန်ကိုအချွေရန်အဆောင်ရှောက်တွေနဲ့စံစားစေခဲ့တယ်။ရှင်မွေးလွန်မင်းသမီးလေးဟာတုတ်တံမြေမှာစံစားနေရပင်မဲ့အင်မတန်ချောအင်မတန်လှသူမှုတန်လျင်ရွှေမြို့တော်ကြီးစီရောက်လာသည်။အတိုင်းတပါးကုံသေးကုံသွဲသူတို့မှရှင်မွေးလွန်လေးကို မြင်လိုက်ရတဲ့အခါအိုဟိုးလှလိုက်တဲ့မင်းသမီးလေးပါလား။အေးဗျာတုတ်တံမြေမှာနေရသူလေးမှုခတ်နေတာဗျ။ ။နို့မို့ဆိုရင်ကျုပ်တို့တိုင်းပြည်ကမင်းသားလေးနဲ့အောင်သွယ်ပေးလိုက်ချင်ပါရဲ့ဗျာ။ဒီလိုနဲ့ရှင်မွေးလုံးမင်းသမီးလေးရဲ့အလှကုံတဲ့ရင်ဟာအတိုင်းတိုင်းပြည်ပြည်ထိပြန့်နှံ့လို့နေပါတော့တယ်။အပိုင်းနဲ့ဩကလာပါမင်းကြီးဖြစ်ပေါ်လာပုံ။ပရိသတ်ကြီးတို့ရဲ့ဩကလာပါမင်းကြီးကဘသူ့ရဲ့သားတော်လို့ထင်ပါလေ။ပုံမြင်လေးမှနားထောင်လိုက်ရအောင်နော်။ရှင်မွေးလုံးမင်းသမီးလေးရှိရာတန်လင်းရွှေမြို့တော်ကြီးရဲ့မြစ်တစ်ဖက်ကမ်းမှာ ဩကလာပါမင်းကြီးစိုးစံတော်မူနေတဲ့ဩကလာပါနေပြည်တော်ကြီးတည်ရှိနေတဲ့ဩကလာပါမင်းကြီးဟာတကြမင်းရဲ့သားတော်ပဲဖြစ်ပါတယ်။တကြမင်းရဲ့သားတော်ဖြစ်ရပုံကဒီလိုပါ။လမုပင်တွေပေါရောက်နေတဲ့မြေကမ်းတစ်ခုအနီးမှာရသေးကြီးတစ်ပါးဟာသတင်းသုံးနေထိုင်ပါတယ်။တခါမှာတော့လမုပင်တပင်က လမုသီးကြီးတစ်လုံးဟာလှုပ်ရမ်းနေတဲ့အတွက်အဲ့ဒီလှုပ်ရမ်းနေတဲ့လမုသီးကြီးကို ရသေးကြီးကခိုးဆော့လိုက်ပြီးចောင်းတင်ငန်းစီယူလာပါတယ်။လမူသည်ကြီးကွဲအပ်ပြီးအထဲကနေကလေးလေးတယောက်ထွက်လာပါတော့တယ်။အလိုလမူသည်ကြီးတဲကနေမင်းကလေးတယောက်ဖွားမြင်လာပါလား။อืมงาเน่ไถโลงาละแท้โกดิกลีมาลียောက်ลาดาเบตะมี้ဖြင့်มวยซ่ายามเเละมุตี้กะมวยพွားลาดูเลมุเมละมุโลแม่ขอยามเเเมละมุเล အရွယ်ရောက်လာတာနဲ့အမျှအင်မတန်ချောအင်မတန်လှသူလေးဖြစ်လာတယ်ရသေးကြီးရဲ့တီလာသမารီတို့ကိုကြီးညိုလေးစားလွန်လို့ရသေးကြီးစီလူရောင်ဖန်ဆင်းပြီးလာရောက်ဖူးမြော်လေးရှိတဲ့တကြမင်းဟာမဲလမှုလေးရဲ့အလှကို တွေ့မြင်သွားပြီးဆွဲလန်းနှစ်သက်သွားတော့တယ်ဒီလိုနဲ့တကြမင်းနဲ့မဲလမှုလေးဟာချစ်သူတွေဖြစ်သွားကြလေတော့တယ် တနေ့မှာတော့နတ်သဘင် စီဝေးရှိလို့ဒကြမင်းကြီးဟာတာဝရင်သာနတ်ဘီကို ပြန်သွားရတော့မှာပါနှမတော့မောင်တော်ခီးဝေးထွက်စရာရှိလို့နှုတ်ဆက်ခဲ့တယ်နော်မောင်တော်နှမလေးမောင်တော်ပြန်လာမယ့်နေ့ကို မျှော်နေမယ်ပြန်လာခဲ့ပါနော်အေးပါကွယ်ဆက်ဆက်ပြန်လာခဲ့ပါမယ်ဒီလိုနဲ့ဒကြမင်းဟာတာဝရင်သာနတ်ဘီစီပြန်သွားရတယ်ဒကြမင်းလူပြည်မှာချစ်သူရလာတာကိုသိသွားတယ် တရားမင်းရဲ့မိဖုရားလေးပါးဖြစ်သူ သူဓမ္မသူစိတ်တာ သူနန္ဒာသူစိတ်တာတို့ဟာတရားမင်းကိုလူပြီးပြန်မသွားဖြစ်အောင်ဝိုင်းဝန်းတားမြစ်ကြတယ်။ဒါကြောင့်နတ်သမီးစီဝေးပြီးသွားပင်မယ်တရားမင်းဟာမဲလမှုလေးရှိရာလူပြီးကို ပြန်သွားလို့မရဖြစ်နေတယ်။အင်းခက်ပြီမဲလမှုလေးစီပြန်သွားလို့မဖြစ်တော့ဘူး။ငါကတိတော်ပြက်ပြီသူလေးခမညာငါ့ကိုမျောနေရှာရော့မယ်။ဘလို့ကြံရပါမလဲ။ဟုတ်ပြီ ကိုယ်တိုင်သွားလို့မဖြစ်သည့်တိုင်နဲ့ရည်စင်တော့ပို့ပေးမှာပဲဒီလိုနဲ့တကြမင်းဟာမဲလမှုလေးစီနဲ့ရည်စင်ပို့ပေးဖို့ဇောနာနတ်သားကိုတာဝန်ပေးလေတယ်အမောင်နတ်သားဒီနဲ့ရည်စင်ထဲထားတဲ့ရွှေချုပ်ကို လူပြည်လူရွာကမဲလမှုစီပို့ပေးပြီးတော့မဲလမှုဟာဒီနဲ့ရည်စင်ကိုတောက်သုံးရင်ငါတကြမင်းရဲ့မျိုးဆက် သာသနာပြုမဲ့တားယောက်ျားလေးဖွားမြင်ပေးလိမ့်မည်။တကြမင်းဟာ ဇောနာနတ်သားကိုငှက်တကောင်ဖြစ်ဖန်ဆင်းစေပြီးနတ်ရွေစင်ရွှေကျုပ်ကိုကြိုက်ချီပြန်တန်းသွားစေတော့တယ်။ဒီလိုနဲ့ဇောနာငှက်ဟာလူပြည်လူရွာစီပြန်တန်းဆင်းသက်လာခဲ့ရာတကြမင်းရဲ့လုံဆောင်ချက်ကိုသိသွားသောနတ်သမီးမိဖုရားလေးပါဟာမကြေမနက်ဖြစ်ခါငှက်အတွင်တွေဖန်ဆင်းပြီးဇဝနာငှက်ကိုလိုက်လံနှောက်ရှက်ထိုးစေကြတော့တယ်။ဇဝနာငှက်ဟာ နောက်ဆက်လာတဲ့ငှက်တရဲရံကိုအသေးအံရှောင်ရှားရင်ကနေဒနီယာမှာတော့နှက်ရည်စင်တစ်စက်ကဖိတ်ကြသွားတော့တယ်။မိုးပေါ်ကကြာလာတဲ့နှက်ရည်စင်ကိုမိเจ้าမကြီးတကောင်ကတောက်မျိုးမိယာကတဒေရပြီးကန်းဆက်တစ်ခုမှဥဥလိုက်တော့တယ်။အိုးဟိုရင်ဟိုဥစားမပြူရပါပဲ။ဥဥတာပါလား။ဟမ်လေးဥထင်ပါရဲ့ဒီအတိုင်းဥချတာကဲမှာ။ တောင်မြင်ပေါ်မှာတလုံးထဲရှိနေတဲ့ဒီမီချောင်းဥလီရဲ့ဘဝအကြောင်းကိုတော့နောက်ပိုင်းမှာဆက်ပြောပြပေးပါမယ်ရှင်။တစ်ဖက်မှာတော့မဲလမှုစီရောက်လာတဲ့ဇဝနာငတ်ဟာနတ်သားတွင်ပြပြီးတကြမင်းမာကြသောစကားများနဲ့နတ်ရည်စင်ကိုတောက်ဖြစ်အောင်တောက်ပါရန်ပြောကြပြီးနတ်ရည်စင်ရွှေကျုပ်ကိုမဲလမှုစီအပ်ခဲ့ပြီးနတ်ပြည်သို့ပြန်သွားပါတော့တယ်။အာအသင့်ပြီးကြံနေခဲ့သောမဲလမှုလေးဟာ တကြမင်းပြီးသောနှဲ့ရည်စင်ကိုတောက်သုံးပြီးကိုဝင်းရှိလာက အချိန်တန်တော့တားယောက်ကြားလေးမွေးဖွားလာခဲ့တယ်။အဲဒီတကြမင်းရဲ့သားတော်လေးဟာဖုံးလက်ယုံနဲ့ပြည့်စုံပြီးအရွယ်ရောက်ကြီးပြင်းလာတဲ့ခါမှာတော့ရက်ရွာလူအုပ်စုတွေရဲ့ခေါင်းဆောင်ဖြစ်လာက နောက်ဆုံးမှာရာဇဘိသိက်ခံဘရင်တပါဖြစ်လာလေတော့တယ်။အဲဒီဘရင်ကတော့ဥက္ကလာပါအတိုင်းပြည်ကို တီထောင်စိုးစံတော်မူတဲ့ဥက္ကလာပါမင်းကြီးပဲဖြစ်ပါတယ်။ အပိုင်း3ဩကလာပါမင်းကြီးရဲ့ညီကိုတော်ငမိုးရိပ်မိသားဩကလာပါမင်းကြီးကနေမင်းနန္ဒာဆိုတဲ့သားတော်လေးတစ်ပါးဖွားမြင်လေးတဲ့အရွယ်ရောက်လာတဲ့မင်းသားလေးမင်းနန္ဒာဟာမြစ်ဘက်ကမ်းမှာ တပင်တိုင်းများနန်းနဲ့ဆန်နေရှာတဲ့ရှင်မွေးလုံးမင်းသမီးလေးရဲ့အလှကုန်တဲ့ရင်ကို ကြားသိရလေတော့အင်မတန်မှစိတ်ဝင်စားလို့နေတာပေါ့ အဲဒီချိန်မှာတပတ်မှာတော့နတ်ရည်စင်ကိုတောက်သုံးမိခဲ့တဲ့မိเจ้าမကြီးကနေဥဥခဲ့တဲ့မိเจ้าဥကြီးကိုချောင်းကန်းဆက်နာမှာနေထိုင်တဲ့တငါတဲ့အဖိုးအိုအဖွားအိုဇနီးမောင်နှံကတွေ့သွားပြီးတော့သူတို့ရဲ့တဲအိမ်လေးစီယူလာကတဲနောက်ဘက်ကဘဲကြံနဲ့ထဲ့ထားရာကဟိုအဖိုးကြီးရေကျုပ်တို့ယူလာတဲ့ဥကြီးကွဲအပ်လာပြီးတော့ဟုတ်တော့လက်စသက်တော့ ဒါဒါမိเจ้าဦးကြီးပဲဦးကြီးတဲ့ကနေမိเจ้าလေးထွက်လာပြီတော့မိုးရိပ်တွေဆင်းလာချိန်မှာပေါက်ဖွားလာတဲ့မိเจ้าလေးမို့ငမိုးရိပ်လို့မှဲ့ခေါ်ရမယ်အဖိုးကြီးရေအေးငါတို့နဲ့ထိုက်လို့ငါတို့စီမှာပေါက်ဖွားလာတာငါတို့မွေးစားလိုက်မယ်ရှင်မရေငမိုးရိပ်မိเจ้าလေးကိုချောင်းဆက်မှာခြံခတ်ပြီးမွေးထားတဲ့အခါနတ်မိเจ้าဖြစ်တာမို့တိတ်မကြခင်ရက်ပိုင်းနဲ့ပဲကြီးထွားတန်ဆွမ်းလာတော့တယ် ပြိတက်ကြီးတို့ရေဒီငမိုးရိပ်မိချောင်းလေးဟာတကြားမင်းနဲ့ရေစင်းကနေရခဲ့တာမို့ဩကလာပါမင်းကြီးနဲ့ဖေတူမေခွဲတွေလို့ဆိုရမှာပေါ့နော်ရှင်မရေငါတို့ရဲ့သားငမိုးရိပ်ဟာအင်မတန်ကြီးထွားတန်ဆွမ်းလာပြီကွချမ်းကြဲကြဲခတ်ပြီးထားမှဖြစ်တော့မဟေ့ချမ်းကြဲကြဲခတ်ယုံပဲရမလဲအစာပါများများကျွေးမှဖြစ်မှာပေါ့ရှင်အေးပါကွာကျွေးရမှာပေါ့ငါတို့ရဲ့သားပဲဟာ အဘိုးအိုရိုဇနီးမောင်နှံဟာဝါတရားနဲ့ခြံခတ်ပြီးငမိုးရဲကိုမွေးမြူကြတယ်။ဒါငါတွေကိုရခင်ကထက်ပိုမိုရှာဖွေပြီးအစာကိုဂရုတစိုက်ကျွေးမွေးတယ်။ငမိုးရဲဟာ အကောင်ကြီးတွားလာတာနဲ့အမျှရိုင်းဆိုင်ကြမ်းတမ်းလာလေတော့တယ်။ဒီနေ့မှာတော့အစာကျွေးချိန်နောက်ကျနေလို့ငမိုးရဲဟာဒေါသကြီးကျယ်ဖြစ်ပြီးခြံထဲမှာတောင်းဆန်းနေတော့အစာဝင်ကျွေးမိတဲ့အဖွားအိုကိုကြိုက်တက်စားပလိုက်ပါတော့တယ်။ ာကိုမြင်သွားတဲ့အဖိုးအိုကအပြေးလွှားလာပြီးအော်ဟဲ့တားမြင်တဲ့အခါတာတားဘလို့လောလိုက်တာလဲကွယ်အဲ့ဒါတားရဲ့အမေလေးသို့ပင်မဲ့ငမိုးရိတ်ဟာ အဖိုးအိုကိုပါကြိုက်လိုက်လေတော့တဲ့ကြည်စံငါ့ကိုပါကြိုက်တော့မှာပါလားမွေးကျေးစုကျွေးကျေးစုကန်းတဲ့ငမိုးရိတ်နောင်ဘဝကြာရင်ဒင်းကိုအနာရသူလက်စားချိန်နိုင်သူဖြစ်ပါရစေအဖိုးကြီးသည် မြေကန်တစ်ဘက်ကဇေဒီတစုကိုလှမ်းမျောကတော်ဆူတောင်းရင်ချိန်စာတိုက်ရင်ကနေငမိုးရဲရဲကြိုက်တက်မှုကြောင့်တေဆုံးကွယ်လွန်သွားရရှာပါတော့တယ်ရှင်မွေးလုံးနဲ့မင်းနန္ဒဇလန်လေးကိုဒီတစ်ပတ်ဒီနေရာမှာပဲခေတ္တရနာခွင့်ပြုပါရှင်။အဆုံးထိအားပေးခဲ့တဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါရစေ။နောက်တစ်ပိုင်းမှာတော့ မင်းနန္ဒာရဲ့ရှင်မွင်းလုံးပေါ်ဆွေလန်တမတ်မှုတွေရှင်မွင်းလုံးရဲ့ချစ်ကို ရအောင်ဘလို့တွေစူးစားခဲ့ရကလေးဆိုတာတွေရှင်မွင်းလုံးနဲ့မင်းနန္ဒာတို့ရဲ့ရာဇဝင်တွင်မဲ့ချစ်ဆက်လန်းလေးကြောင့်ကို တင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like ခံ subscribe လုပ်ထားပြီးကြောင့်မျိုးအားပေးကြပါအောင်ရှင်အားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။